ကာကွယ်ဦးစီးချုပ်တွေကိုခင်ဗျားတမိုင်းနဲ့ရှင်နောက်ပြန်ကြည့်ဗိုလ်ချုပ်မင်းအောင်ဖန်ရဲ့အနေထားကပြုတ်ပြုတ်ပြောင်းပြောင်းလေးနဲ့တလို့ကတော့ကာလမှာတော့မကြားပါလေတကြံကာလမှာတော့မှာနာကြီးချက်တွေကိုမျိုးဆက်တက်လိုက်ပါသွားမှာကိုစိုးလို့လွန်လွန်ကျူးကျူးဘာမှမလုပ်ဘူးဟိုတချို့ Facebook မှာတက်တယ်လေပေါင်900ဘုံးလို့ဒါမျိုးလုပ်မင်းရင်မျိုးဆက်အလိုက်ကိုနာကြီးချက်တွေသွားမှာကိုအဲ့နာကြီးချက်ကိုသူမယူခြင်းဘူး ပြည်တော်စုကိုဘလို့ညှိနှိုင်းနိုင်တဲ့ဖြည့်ချင်းကြရင်ကောင်းမလဲဆိုရတာဝန်ဒီသူ့ခေါင်းပေါ်မှာရောက်တဲ့အခါမှာသူ့ဘက်ကဘာကိုစွန့်အောင်မလဲကာကွယ်ဦးစီးချုပ်အနေနဲ့ရောတက်မလို့ခန္ဓာတစ်ခုလုံးအနေနဲ့ရောဘာကို ပေးလိုက်ရင်ဒီပြဿနာစစ်မြစ်ဖြည့်ချင်းပြီးဖြစ်ပါလေအဲ့လိုဖြည့်ချင်းနိုင်ကြလို့ရှိရင်ဒီ85နှစ်လောက်ကြာခဲ့တဲ့ပြည်တွင်းစစ်ပဋိပက္ခကိုရက်အောင်ပထမဆုံးဦးဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ဒီနိုင်ငံရေးသမားမှုဦးကြီး တက်မလို့ကကွေဦးစည်းချုပ်တဦးအနေနဲ့ဦးဆောင်နိုင်ခဲ့တယ်ဆိုတော့တမန်နိုင်ငံသားကျွန်တော်တိတ်မယုံဘူးပုံပုံလင်းပြောတာပါအဲ့တော့တက်မလို့ဆိုတာကမန်းတစ်ခုအောက်မှာရှိတယ်တသွေးတတန်တမိနဲ့ဘလောက်ပဲသွားသွားဆုံးဖြတ်ချက်ကိုတက်နေဆိုရင်တက်နေပြီအဲ့တော့ဒီကာလမှာဘူချုပ်မင်းအောင်လည်းဘက်ကပြက်ပြက်သားသားဆုံးဖြတ်ထားပြီးဆိုရင်သူ့ဘာမဆိုပေးရတယ်ဘာမဆိုလုပ်ရတယ်အဲ့တော့လုပ်ရတယ်ဆိုတာခုနလိုဟာမျိုးသူချန့်ချင်တာပေါ့သူ့ဘက်ကဟာဟာလာသွေးမြေကြခဲ့လို့ရှိရင်မျိုးဆက်တစ်တွေရဲ့ရင်ထဲမှာ နာကြီးသွားခဲ့လို့ရှိရင်ဒီတမန်းကိုသူရက်လို့မရတော့ဘူး။ကြောက်ခဲကိုကြောက်သွားဈေးနိုင်တဲ့အနေထားလည်းသူ့မှာရှိရဲ။နတ်ပြည်ကိုသွားနိုင်တဲ့လမ်းကြောင်းပို့ပြအကောင်းဆုံးလမ်းကြောင်းကိုသွားနိုင်တဲ့အလွန်တရာအေးငြိမ်းချမ်းသာပြီးမှပြိပက္ခမိတဲ့ဟာလာဖွံ့ဖြိုးမှုရှိနိုင်တဲ့ပြည်တော်စုကြီးဖက်ကိုသွားနိုင်တဲ့အင်အားအနေထားလည်းလမ်းကြောင်းပြောင်းနိုင်တဲ့အနေထားသူ့မှာရှိရဲ။ဘုချုပ်မူကြီးမင်းအောင်လှိုင်ကိုကျွန်တော်ကယုံကြည်ကြည်ပြောတာပါ။သူ့ရဲ့အနေထားသူပြောတာဆိုတော့သူ့မျက်လုံးကိုကြည့်ရင်သိတယ်ဗျ။လူတယောက်ရဲ့ဆန္ဒနဲ့ စီရနာသူ့ရဲ့အနေထား ကိုမျက်လုံးမှာစကားပြောရကြမျက်လုံးနဲ့ပဲကျွန်တော်တို့သုံးသပ်တယ်။ပြီးညင်သလားယုံကြည်ရသလားကုတမျိုးကုတမျိုးလားကိုရတမျိုးဟာလားရှင်းရင်တမျိုးလားသူ့မျက်လုံးမှာပြန်ပို့ပါတယ်။ကျွန်တော်လွတ်လာပြီးတော့ပြောတဲ့အခါမှာအဲပုချုံမုံကြီးမင်းအောင်လိုင်းအနေထားကိုကျွန်တော်သုံးသပ်တာပေါ့။ပြီးမှကျွန်တော်ပြောရဲဒီ80ကျော်ပို့အဲ့တော့60ကျော်ပို့60ကျော်ဒီပြည်တွင်းစစ်ကြီးကိုရက်စည်းနိုင်တဲ့ကာကွယ်ရေးဦးစီးချုပ်တူဦး ဘသူမှမရနိုင်ဘူးနော်အဲ့တော့85နှစ်လောက်နေပါဖြစ်လာတဲ့လွတ်လပ်ရေးပေါ့ဒီလောက်ထိဖြစ်နေတဲ့ပြည်တွင်းစစ်ကြီးကိုကမ္ဘာမှာကြီးဆုံးစစ်ပဲဗျမဟုတ်ဘူးလားဟိုခင်ဗျားကြီးပထမကမ္ဘာဒုတိယကမ္ဘာစစ်ပြန်ကြီးဘယ်လောက်မှမကြဘူးလေအဲ့တော့ဒီစစ်ဒီလောက်ရှည်တဲ့စစ်ကြီးကိုရန်နိုင်အောင်လုပ်နိုင်ရင်အဲ့ကဘာလို့နိုဘယ်ဆုတခြားလူတွေပေးတော့မှာလေဗျကျွန်တော်ပြောတော့ကျွန်တော်ဆေးကြတာပေါ့အဲ့တော့ဒေါ်ဆန်းစုကြည်ကို ပေးတယ်မဟုတ်ဘူးလားဘာကိုရက်စီဈေးကလေးလို့ပေးတာလေ ပုတ်လားဟိုကျွန်တော်တို့ဟိုကြားပါတယ်ဟိုခုနဟိုအဲ့လက်ကြောင့်လဲရုရှားကြီးပြောတာဟုတ်ဂေါ်ဘတ်ချော့ကိုပြီးတယ်ဒါတို့ထားပါတော့ဒါဝေါ်ကိုလ်ဝါကိုအဆင်ပြေအောင်လုပ်ကြတာဟုတ်အဲ့တော့ဘုကြုံမီမေအွန်လိုင်းဖက်ကကာကွယ်ဦးစီးချုပ်ဆိုတာမျိုးကဟိုအများအမြင်မှာဟိုတမျိုးလေအရင်ကာကွယ်ဦးစီးချုပ်တွေနဲ့ဖြစ်လာတဲ့မြန်မာနိုင်ငံရဲ့အခင်ချင်းမှာတက်မလို့ရဲ့ဝင်ရောက်မှုနဲ့အာဏာသိမ်းမှုကိုကြည့်ရင်ဘုကြုံမူကြီးမေအွန်လိုင်းပုံမှန်တမျိုးမြင်ကြမှာပေါ့ ဒေါက်တာအင်မောကနေမိသားစုမောင်လည်းကောနိုဘယ်ဆုံးမပေးလို့ဆိုကြတော့သူကမှစိတ်မကောင်းဖိနေပါနော်ဟုတ်မဲ့ဘုံကားကဘုံတကယ်ဆိုလိုက်ခါပဲလက်မျိုးဆဲလိုက်နာနာချေချေဖိဖို့ဆိုသီလို့သူညံ့ညာသာသာလုံးနေနေပါပြောပြောပေါ့ပါနော်2020နဲ့ကလက်စင်နလာပဲဆယ်တဲ့ညဖက်9နာရီလာမှသိခဲ့ပြင်းနေမရောမိုးကနေမရောမိုးထဲမှာ ဆေးရုံလာပြီးသားဘုံကင်ဟာဆောင်တော့မောင်မြလုံးနဲ့မောင်လည်းဝေးတော့တယ်မောင်။အော်စပ်ပေဖွဲခေါဆူလုံးတရားလပ်ပဆန်ဆန်ရခွေမောင်လည်းအစိမ်။ထွေး